ားလုံးပဲပြင်လာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးပြင်လာပါ Liverpool အသင်းကတော့ဒါအခုလုံးဝကို surprise နော်ဒါ FSG ဟာငွေမတုံးဘူးလို့အချိန်ချင်းပြည့်တက်တဲ့အမြဲတမ်းဝေဖန်ခံရတဲ့ပိုင်ရှင်တွေကကလပ်သင်းရဲ့တမိုင်းတစ်ချောင်းစံချိန်တင်ပြောင်းရွှေ့ခြင်း Bundesliga တမိုင်းတစ်ချောင်းစံချိန်တင်ပြောင်းရွှေ့ခြင်း ဗြိတိရှဘုံလောကဗြိတိန်ရဲ့စံချိန်တင်ပြောင်းရွှေ့ခြင်းဖြစ်တဲ့ယူရို350နဲ့အသက်22နှစ်ရွယ်ရှိတဲ့ဂျာမန်ကစားသမားဖလော်ရီယန်ဘတ်စ်ကိုအပိသက်ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ဖာဘီစီယိုမှာအတည်ပြုပြီးပြီးဒေးဗစ်အွန်စတိန်မှာအတည်ပြုပြီးတော့ပါယာလီဗာကူစင်ကိုတိုင်းရောင်းချဖို့နောက်ဆုံးမှလက်ခံခဲ့တာဖြစ်တယ်ဒီစားမရဲ့လက်ရှိ transfer market ရဲ့ current value ပေါ့လေ transfer market ကဟိုတနေ့ကမှတရားဝင် update လုပ်သွားတဲ့အချိန်မှာယမားကတန်းနေရာထိတက်တယ်ခြုံသားမတွေကျသွားတဲ့အချိန်မှာ Florian Valls ကပန်140မှာဆက်ပြီးရပ်တည်တယ်ဆိုတော့သူ့ရဲ့ current market ပန်140ထပ်ပိုတဲ့အတွန်အပါဝင်ပြောင်းရွှေ့ခြင်းကို Liverpool စင်ကရအောင်ကို Liverpool ရှိတာ manage လုပ်ပြီးတော့ရယူသွားတယ်ဆိုတော့ Eric Ten Hag ရဲ့အသင်းက ဘိုင်လီဘူဂူစီအသင်းလေးနဲ့အစားထိုးဖို့အတွက်ရည်ဝဲထားတဲ့သူရှိတဲ့အတွက်နောက်ဆုံးမှာထွက်ခွာဝင်ပြုတယ်။ဒီစားမားကတော့ဒါအမှန်တိုင်းပြောရင်တော့တကယ့်ကို world class player အဆင့်တယောက်ရှိတဲ့ကစားမားပဲ။ပြီးခဲ့တဲ့ဒီ nation league ပွဲစဉ်တွေကိုကြည့်ရင် Germany မှာသူတယောက်ထဲလုတ်တက်ဂိုင်တက်ပြီးတော့တိုက်စစ်ပိုင်းမှာအဓိကပေါ့လေ။ဆိုတော့အသက်22နှစ်သားက Germany Lewis အတွက်32ပွဲကစား9ခုအတွင်းထားတယ်။ ဘိုင်လီဗာကူဆင်အတွက်ပွဲပေါင်းဘွန်ဒစ်စလီကာမှာ140မှာ35ကိုတွင်ပြီးတော့ဘွန်ဒစ်စလီကာရဲ့မနစ်ကတနစ်တာရဲ့အကောင်းဆုံးစုနောက်ဘွန်ဒစ်စလီကာပေးသက်တေကရွေးချယ်တဲ့ဒီယာဒီရဲ့တနစ်တာအကောင်းဆုံးစုကိုနှစ်နှစ်ဆက်တိုက်ရရှိထားသူဖြစ်ပြီးတော့ဒါတကယ်ကိုစွမ်းဆောင်ရည်ကောင်းပြသထားတယ်ဒီနေ့ရဒီမှာ45ပွဲမှာ16ဂိုးသွင်းတယ်ဒါသူ့ဘွားအတွက်တော့အမြင့်ဆုံး record မဟုတ်ဘူးလေသူ့ဘွားကဒါလက်ရှိနေတာဒီယာဒီမှာ55ပွဲမှာ 16ကိုတွင်15ကိုဖန်တီးတယ်ဆိုတော့32ကိုပါဝင်ပတ်သက်သူ ဖြစ်ပြီးတော့လက်ရှိလီဗာပူးအသင်းလိုချင်တဲ့တိုက်စစ်ပိုင်းတွေကအကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်တယ်ဆိုတော့ဒီစားမားက central midfield player ဖြစ်ပြီးဒီဘောလေ attacking midfield player ဖြစ်တယ်သူကဒါက main position ဖြစ်တယ်ဘယ်ဘက်ချမ်းမှာ left your ညာဘက်ချမ်း right your ကြိုက်တဲ့နေရာကစား အထောင်တိုက်စစ်မှုကလွဲရှင်တိုက်စစ်၃နေရာသုံးကိုကောင်းကောင်းကစားနိုင်သူဖြစ်တဲ့သူရဲ့ contract က2029အထိရှိပြီမဲ့ Liverpool ကြီးကနေ Liverpool ကပထမအကြိမ်ဒုတိယအကြိမ်တတိယအကြိမ်၃ကြိမ်တိတိပယ်ချခံရပြီးတော့မှနောက်ဆုံးအကြိမ်မှာပေါင်နဲ့ဆိုရင်126တန်း package ပေါင်126တန်း package Euro ဆို150 package နဲ့ခေါ်ယူခဲ့တာပါ 9နှစ်စာချုပ်လီဗာပူးနဲ့ချုပ်ဆိုမှာဖြစ်တယ်2030ခုနှစ်ဒီစာချုပ်ချုပ်ဆိုမယ်စေစစ်မှုမကြမီပြုလုပ်မယ်လောက်ခလာစာကတပတ်ကိုပေါင်3000 4000တောင်ထိရမယ်ဒါကကလပ်ရဲ့လာစာအများဆုံးရတဲ့မိုမက်ဆာလက်စ်ပြီးရင်ဒုတိယအများဆုံးရရှိမှာဖြစ်ပြီးတော့ Florian Vas ကဘွန်ဒစ်လီဂါကစားသမားတယောက်ရဲ့ဈေးအကြီးဆုံးရောင်းချမှုလီဗာပူးအသေးရဲ့တမိုင်းတစ်လျှောက်ဈေးအကြီးဆုံးဝယ်ယူမှု ဗြိတိရှပြောင်းရွှေ့တစ်ခုဒီထဲမှာဈေးအကြီးဆုံးစံချိန်တွေပြောင်းရွှေ့ခြင်းအန်ဆိုဖနန်ဒက်စ်ကတန်တရာ20ဝိုက်ဆက်ကန်ဆူရိုရဲ့တန်တရာ20ပြောင်းရွှေ့ခြင်းတွေအားလုံးကိုချိုးပြီးတော့ဈေးအကြီးဆုံးပြောင်းရွှေ့ခြင်းဖြင့် FSG ကနောက်ဆုံးမှထုတ်သုံးလိုက်ပြီးဖြစ်တယ်ဆိုတော့လီဗာပူးပြည်သက်တွေအတွက်တည်ငောင်းဖြစ်သွားတယ်ဆိုတော့ Florian Vers ရောက်လာတဲ့အချက်တစ်ချက်ကဘာဖြစ်လဲဆိုတော့ maybe Luis Diaz တို့လူကစားသမားတွေဒါမှမဟုတ်ရှင် Diego Jota တို့နောက်တစ်ဖက်က ဒီဒါဝင်းနူညက်တို့လိုကစားပါတွေသူကထွက်သွားနိုင်မဲ့အခွင့်အရေးတွေရှိတယ်။ဘာကြောင့်လဲဆိုတော့သူတို့လူပြန်ရောင်းရမယ်။နော်ဂျယ်မီဖရင်ပါကိုသူတို့35တန်းနဲ့ခေါ်ထားတယ်။အဲ့ဒါယူရိုပဲနော်။အခုမီလော့ခါကစ်ရဲ့အပြောင်းရွှေ့ကလည်းသူတို့အပြီးသတ်တော့မယ်။ဘာလို့ဆိုတော့ဘုံမောက်ကအစားထိုးကစားပါကို18တန်းနဲ့ခေါ်ထားပြီးပြီဆိုတော့လီဗာပူးကဖလိုရန်ဗတ်အပြောင်းရွှေ့ကဒန်တီဖြစ်ပြီးမီလော့ခါကစ်အပြောင်းရွှေ့ကနောက်ဆက်တဲ့ဒန်တီဖြစ်မှာဖြစ်ပြီးတော့ ကလပ်ဆန်ချိန်တင်ဗြိတိရှဆန်ချိန်တင်ဘွန်ဒက်စလီကာဆန်ချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ FSG ကတကယ်ကို surprise လုံးဝကိုပြောင်းရွှေ့ခြင်းနဲ့ဟဲဝီကူးသွားပြီဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်